ာမခံမှာ saving နဲ့ protection နဲ့ဘာကွာလဲမင်္ဂလာပါရှင်ကျမကတော့ AI မြန်မာရဲ့ financial service consultant ဖြစ်တဲ့ Mackie Khan ဝင်ဖြစ်ပါတယ်ရှင်အသက်အာမခံထားတဲ့နေရာမှာလူတော်တော်များများမေးတတ်ကြတဲ့မေးခွန်းတစ်ခုရှိပါတယ် saving ငွေစုဆောင်းမှုနဲ့ protection ကာကွယ်မှုကဘာကွာလဲဆိုတဲ့မိကွန်မဖြစ်ပါတယ်ရှင်ဒီနေ့မှာဒီနှစ်ခုရဲ့ခြားနာချက်နဲ့ AI ရဲ့ universal life ကဒီနှစ်ခုကိုဘယ်လိုပေါက်ဆက်ထားပေးလဲဆိုတာကိုပြပြပေးသွားမှာဖြစ်လို့ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးသွားပါအောင်နော်ဟုတ်ကဲ့သင်ကိုမိခိုနေရတဲ့မိသားစုကိုငွေကြေးအရအကာအကွယ်ပေးဖို့ပါ သင်မရှိတော့တဲ့အခါဒါမှမဟုတ်သတ်မှတ်ထားတဲ့မတန်မဆွမ်းမှုတစ်ခုခုဖြစ်လာတဲ့အခါမှာသင်ပေးသွင်းတဲ့ပရီမီယံထက်အစာပေါင်းများစွာပိုများတဲ့ကြီးမားတဲ့အာမခံရွက်ကြီးကိုရရှိမှာဖြစ်ပါတယ်။ဒါကြောင့် protection ကမဖြစ်သင့်တာဖြစ်တဲ့အခါမှာရမယ့်ငွေဖြစ်ပြီးတက်မိသားစုရဲ့ဘဝကိုလုံခြုံအောင်မိုးပြမဲ့ထီတက်လက်လိုပါပဲ။ ဟုတ်ကဲ့ပါရှင်ရေရှည်အတွက်ငွေကြေးစုဆောင်ပြီးတော့တင်အသက်ရှင်စင်မှာလည်းအသုံးပြုဖို့ဖြစ်ပါတယ်။တင်ပေးသွင်းတဲ့ Premium ရဲ့ဒစိမ့်တစ်ပိုင်းဟာငွေသားတက်မို့ Cash Value အဖြစ်နဲ့တီးခြားအကောင့်တစ်ခုမှာစုဆောင်ထားပြီးတော့ကျမတို့အတိုးနှုန်းနဲ့တိုးပွားနေတာဖြစ်ပါတယ်ရှင်။ Saving ဟာတင်အသက်ရှင်စင်မှာပြန်ထုတ်သုံးနိုင်တဲ့ငွေဖြစ်ပြီးအငိမ့်စားယူဖို့ဒါမှမဟုတ်အရေးပေါ်ကိစ္စတွေတက်ထုတ်ယူအသုံးပြုနိုင်ပါတယ်။ Universal Life ရဲ့ထူးခြားချက်ကဒီနှစ်ခုကိုတစ်ခုတည်းပေါက်ဆက်ထားပေးခြင်းဖြစ်ပါတယ်။သင်မရှိတော့ရင်သင့်မိသားစုရဲ့ဘဝ၊သားသမီးတွေရဲ့ပညာရေးချက်ချင်းမရင်းရင်တော့အောင်လုံခြုံမှုဆိုတဲ့ protection ရှိနေတယ်။အဲ့ဒီကာကွယ်မှုတွေပေးထားတဲ့ငွေရဲ့တစ်စိတ်တစ်ပိုင်းဟာတင်းအတွက်ပြည့်လဲအကျိုးပြုမဲ့စုဆောင်းမှု saving အဖြစ်နဲ့တိုးပွားနေမှာဖြစ်ပါတယ်။ ဒါဟာကျမတို့အာမခံထားရတဲ့ငွေလဲစုမိတယ်တကယ်ကိုစမှတ်ကြတဲ့အစီအစဉ်ကြီးတစ်ခုဖြစ်ပါတယ် Universal Life ကိုရွေးချယ်လိုက်ခြင်းဖြင့်ကျမတို့ Protection နဲ့ Saving ဆိုတဲ့အကျိုးကျေးဇူးနှစ်ခုကိုတပြိုင်တည်းရရှိမှာဖြစ်ပါလေရှင် အခုကျမပြောပြပေးသွားတဲ့အကြောင်းအရာလေးတွေကတင်းအတွက်အကျိုးရှိမယ်လို့မျှော်လင့်ပါတယ်ရှင်။ကျမတို့ AI မြန်မာရဲ့ protection အကောင်းဆုံးဖြစ်တဲ့ universal life တသက်တာရွေးချယ်အသက်အာမခံရေးနဲ့ပတ်သက်တဲ့အကြောင်းအရာများကိုအသေးစိတ်သိရှိလိုပါကဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင်။အားရပျော်ရွှင်တဲ့နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေ။ကျေးဇူးများကြီးတင်ပါတယ်။